အားလုံးပဲမင်္ဂလာရှိသောညချမ်းချိန်ခါလေးပါနော်ဒီနေ့မှာတော့ကိုကိုတို့အတွက်ကျမတို့မင်္ဂလေးတွေအကျိတ်ခံထားရပြီဆိုရင်တိတာနိုင်တဲ့အမှုရာလေးတွေအကြောင်းကိုပြောပြပေးလိုက်ပါတယ်နော်ဟုတ်ကဲ့ပါကိုကိုတို့ရေမင်္ဂလေးတွေဆိုတာဟန်ဆောင်ကောင်းကြတာအားလုံးလည်းတည်ပြီးသားဖြစ်မှာပါနော်ဒါပေမဲ့သူမတို့ရဲ့ဖုတ်ဖုတ်လေးကိုသာအကျိတ်ခံထားရပြီဆိုရင်တော့ သိတာနိုင်တဲ့အချက်လေးတွေလည်းရှိပါသေးတယ်နော်။သူမတို့သာအိတ်ခံထားရပြီဆိုရင်သူမတို့ရဲ့မျက်နှာမူအရာကစလို့ကိုခန္ဓာလှုပ်ရှားပုံလေးထိခံမှန်းလို့ရတဲ့ပြုတ်ဝက်ချက်လေးတွေကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ပါ။ကိုကိုတို့ရဲ့မိန်းကလေးတွေအကျိတ်ခံထားရပြီဆိုရင်သူမတို့အနေနဲ့ပေါ်ပြတတ်တဲ့အမူအရာလေးတွေကတော့အတက်ငယ်ငယ်မိန်းကလေးတွေနဲ့အန်တီမမကြီးတွေမှာဆိုရင်ပေါ်ပြပုံချင်းမတူကြပါဘူးနော်။ အသက်ငယ်ငယ်မိန်းကလေးတွေဆိုရင်တော့သူမတို့သာအကျိတ်ခံထားရပြီဆိုရင်ရှက်ကိုရှက်ကန်းနဲ့စိတ်မလုံးကြုံတဲ့ပုံစံမျိုးဖော်ပြတတ်ပါတယ်နော်အပြိုမလေးတွေဆိုရင်တော့ပိုပြီးတည်တာပါတယ်နော် သူငါတို့ဖုတ်ဖုတ်လေးကကိုကိုတို့ပစ္စည်းလေးရဲ့အရသာကို ပထမဆုံးခံစားမှုတဲ့အခါသူမတို့အနေနဲ့ခန္ဓာကိုယ်တွေနာကျင်ကြိုက်ခဲနေတတ်တာကြောင့်မအီမတာပုံပေါ်အဲ့နေမှာအသေးချပါပဲပထမအဆုံးကြိတ်ခံထားရတာဖြစ်တာကြောင့်လေမျက်နာအမူအရာကအစစိုးရိမ်မှုအပြည့်မရွှင်မလန်းနဲ့မှိုင်တွင်နေတတ်ပါတယ်နော်အသက်လည်းငယ်ပြီးအတွေ့အကြုံလည်းရှိတဲ့မိန်းကလေးတွေအကြိတ်ခံထားရပြီဆိုရင်တော့ ဒီချက်လေးတွေကို ကြည့်ကြည့်ပါနော်။သူမတို့ကခဏခဏအကျိခံဘူးတာဖြစ်တာကြောင့်မျက်နှာအမူအရာကတော့မှိုင်တွေနေမှာမဟုတ်ပါဘူး။ဒါပေမဲ့သူမတို့အကျိခံထားရတဲ့အကြောင်းကိုပြန်တွေးပြီးအရှိန်မတည်သေးတဲ့အမူအရာတွေပြတ်တက်ပါတယ်နော်။ သူမတို့ရဲ့ပါလေးတွေက ပုံမှန်ထက်ပန်းရောင်တန်းနေပြီးတခုခုကိုအကြကြီးတွေးနေတတ်တာမျိုးအဲ့ရတဲ့လဲပြီးငိန်နေတာမျိုးတွေပါနော်ပြီးတော့အစားအသောက်တွေကိုပုံမှန်ထက်ပိုပြီးစားနေတာမျိုးအကျောဖြေတာအကျောဆန်တာမျိုးတွေကိုခဏခဏလုံနေတာမျိုးတွေပါတကယ်လို့သူမတို့အနေနဲ့အပြင်ကိုပဲနဲ့သွားတွေ့ပြီးပြန်လာတဲ့အချိန်မှာဒါမျိုးလေးတွေဖြစ်နေပြီဆိုရင်တော့သူမတို့အကျိတ်ခံထားရတာသိကြပါရဲ့နော် နောက်ဆုံးအနေနဲ့အန်တီမမကြီးတွေအကျိတ်ခံထားရပြီဆိုရင် ဖော်ပြတတ်တဲ့အမူအရာလေးတွေကိုပြောပြပေးသွားပါမယ်နော်။အန်တီမမကြီးအရွယ်တွေဆိုတာပို့ပြီးစိတ်ဆန္ဒပြင်းပြပြီးခဏခဏအကျိတ်ခံခြင်းတက်ကြတာအလုံးလေးတည်ပြီးသားဖြစ်မှာပါနော်။သူမတို့ဖုတ်ဖုတ်ကြီးကအမဲလိုလို စာလောင်နေတက်ပြီးသူမတို့အကျိတ်ခံထားရပြီဆိုရင်လေ ပုံမှန်ထက်ပို့ပြီးပျော်ရွှင်နေတက်ကြပါရဲ့နော်။ သူမတို့သာညဘက်မှာအကျိတ်ခံထားရပြီဆိုရင်တော့မနက်ဘက်မှာတက်တက်ကြွကြွနဲ့အလုပ်တွေလုပ်ပြီးနေ့လယ်ဘက်ဆိုတရေတမောအိတ်တက်ပါတယ်နော်သူမတို့ကပုံမှန်ထက်လဲပိုတက်ကြွတယ်ပိုပျော်နေတယ်နေ့လယ်ဘက်လည်းအိတ်တယ်ဆိုရင်တော့အကျိတ်ခံထားရတာသိကြပါတယ်နော် နောက်ဆုံးအနေနဲ့ပြိုပြိုအိုအိုမိန်းကလေးတွေအကျိတ်ခံထားရပြီဆိုရင်တူညီစွာဖော်ပြတတ်တဲ့လှုပ်ဝက်ချက်လေးတွေကိုပြောပြပေးလိုက်ပါရနော်။သူမတို့အနေနဲ့စကားပြောတာမှာပုံမှန်ထက်လေးပင်နေတာမျိုးသပင်တွေဖရိုဖရဲနဲ့အကြည့်တွေကလည်းပုံမှန်ထက်ကိုကိုတို့ကိုဆွဲဆောင်နေပြီဆိုရင်တော့သူမတို့အကျိတ်ခံထားရတာသိချာပါရနော်။ဟုတ်ကဲ့ပါကိုကိုတို့ရေဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်။ နောက်ထပ်နောက်ထပ်လည်းဒီထက်ကောင်းတာလေးတွေကိုအမြဲလိုလိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ subscribe လေးလုပ်သွားပေးကြပါဦးနော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်